ကိုကိုကိုထဘသူ့အပို့ချစ်လဲတဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တန်လွင်ပါဒီနေ့မှာတော့ထူးထူးခြားခြား Mercury Entertainment နဲ့အတူအစီအစဉ်လေးတစ်ခုလုပ်มาပဲဖြစ်ပါတယ်ကျွန်တော်ချစ်ခင်ရတဲ့ပရိသတ်တွေကျွန်တော်ချစ်တဲ့သူတွေဟာချက်ပေါက်မှာမိကွန်းလေးလာမိထားရှိရဲအဲ့ထဲမှာတချို့မိကွန်းလေးတွေကိုကျွန်တော်ဒီနေ့ profile ပြန်ပေးมาပဲဖြစ်ပါတယ်ခင်ဗျာနံပါတ်1အနေနဲ့ကကိုကိုကိုထဘသူ့အပို့ချစ်လဲတဲ့ အာကျွန်တော်ကိုကျွန်တော်ထက်ချစ်တဲ့သူတယောက်နှစ်ယောက်ရှိပါတယ်အဲ့ဒါကတော့ကျွန်တော်အဖေနဲ့အမေပါအမတ်တက်နေရမှာတော့အမေပေါ့နော်နံပါတ်နှစ်နေရမှာတော့ကျွန်တော်အဖေရှိပါတယ်အာကျွန်တော်မိသားစုကိုတမိုးထားတဲ့သူမလို့ကျွန်တော်ထပ်ဖို့ချစ်တဲ့သူကတော့အဖေနဲ့အမေပါပဲခင်ဗျာအခုအလဲချင်းဆုံးမျိုးရှိလားတဲ့ဟုတ်ကဲ့ကျွန်တော်အလဲချင်းဆုံးမြန်မာနိုင်ငံကမျိုးတစ်မျိုးရှိပါတယ်အဲ့ဒါကတော့ဘိမျိုးပါ အာဘိတ်ကျွန်းစုကိုကျွန်တော်အရန်သွားလဲခြင်းနေရပါကျွန်တော်ရဲ့ life goal ထဲမှာလည်းဒီဘိတ်ကျွန်းစုကိုသွားလဲဖို့အတွက်ကျွန်တော်ဆန္ဒရှိပါတယ်နောက်တစ်ခုအနေနဲ့ကကိုတန်လွင်အကြိုက်ဆုံးမင်းသမီးတဲ့တေးဥဆောင်မိုင်းအရာဆိုရင်တော့ကျွန်တော်အကြိုက်ဆုံးမင်းသမီးရမတ်ဦးဝဲနဲ့မတ်နန္ဒလိုက်မှာအာနှစ်ယောက်လုံးကိုတေးဥဆောင်မိုင်းရော personality ရောသူတို့ရဲ့ဒီအလုပ်ပေါ်အာရုံစူးစိုက်မှုတွေရောကျွန်တော်အရန်ကိုသဘောကျရတဲ့မင်းသမီးကြီးတွေပါခင်ဗျာ နေရာတစ်ခုမှာအောင်မြင်ပြီးရင်တဲ့ဒီနေရာမှာရင်ကျင်းနေပြီလားတဲ့ဘာထပ်ဖြစ်ခြင်းလဲဘာတွေထပ်လုပ်ခြင်းလဲအာအမြဲတမ်းအစ်အစမ်းနေနေပြောမှုနေသူတယောက်မလို့နေရာတစ်ခုမှာအောင်မြင်မှုရပြီးသွားရင်နောက်ထပ်ထပ်လုပ်ခြင်းတဲ့အရာတွေအတွက်ကိုလည်းအမြဲတမ်းစိတ်ဆန္ဒပြင်းပြနေတဲ့သူတယောက်ပါခင်ဗျာအဲ့တော့ရောက်တဲ့နေရာမှာရင်အမြဲတမ်းတင့်တယ်နေတာမျိုးမဟုတ်ဖ ೇನೆ နောက်ထပ်ကိုဘာတွေထပ်လုပ်လို့ရမလဲကိုဘာတွေထပ်လုပ်တင်လဲဆိုတာကိုအမြဲတမ်းကိုကိုကိုတုံးသက်ပြီးတော့လုပ်တင်လုပ်ထိုက်တာတွေကိုလုပ်နေပါတယ်ခင်ဗျာ နောက်ထပ်မေးခွန်းတစ်ခုကမေးတာစားတယ်ဖန်ခဲနေတဲ့လက်ထပ်နိုင်လားတဲ့အာဟုတ်ကဲ့အာကျွန်တော်တကယ်ချစ်တဲ့သူကျွန်တော်တကယ်မြတ်နိုးရတဲ့သူဆိုရင်ဖန်ခဲမှမဟုတ်ပါဘူးကျွန်တော်ဘယ်လိုမင်းကလေးမျိုးမဆိုကျွန်တော်လက်ထပ်နိုင်ပါတယ်ဒါပေမဲ့ကျွန်တော်လည်းကျွန်တော်တတ်မှတ်ထားတဲ့ဆန်ညင်ဆန်ညွန်းလေးတွေတော့ရှိတာမလို့အာကျွန်တော်တွေ့ကြရလို့ပြပြရလို့တော့ကျွန်တော်ရဲ့နှလုံးသားကလက်ခံမယ်လို့မထင်ပါဘူးခင်ဗျာနောက်ထပ်တစ်ခုအနေနဲ့ကကိုတန်လွင်ရဲ့သွေးအမျိုးအစားတဲ့ အာကျွန်တော်ရဲ့သွေးမျိုးစား O+ ပါအာဒါနဲ့ကျွန်တော်တခါတည်းပြောချင်ပါတယ်အာကျမ်းမာကြန့်ခိုင်တဲ့လူငယ်တွေလူရွယ်တွေအားလုံး16နှစ်ပြည့်ပြီရာနဲ့ကျွန်တော်ဒီနေ့ကနေသွေးလူကိုဆန္ဒပြုချင်ပါတယ်အပြင်မှာကျွန်တော်တို့မသိပေမဲ့ဆေးရုံဆေးခန်းတွေခွဲဆေးကုသဆောင်တွေမှာနေ့တတူကသွေးလူအပ်နေတဲ့သွေးပြဿနာတွေရှိနေပါတယ်အဲ့တော့ကြောင့်မလို့ဖြစ်နိုင်ရင် အချိန်နဲ့တပြေးညီကျမရေးကောင်းဝင်ကောင်းတယ်လို့သိသွားလို့ပို့တော့ကျွန်တော်ဒီနေရာနေတိုက်တွန်းနေပါတယ်ခင်ဗျာအခုအရက်ဘလောက်ရှိလဲကျွန်တော်အရက်ကနောက်ဆုံးတိုက်ထတာတော့9ဘီ10နဲ့9ဘီ9ကြတော့ရှိပါတယ်အာအတက်ကလည်း26 29ပတ်ချာလဲလောက်မလို့အရက်ကတော့ဒီတက်ထပ်ပြီးတော့ရှိဘူးမရှိဘူးကတော့မသိကြတော့နောက်ဆုံးအနေနဲ့ကတော့9ဘီ10လို့ပဲပြောချင်ပါတယ် ဒီနေ့မှာတော့ကျွန်တော်မေခွန်းခုနှစ်ခုကိုအမေးဖြေလုပ်ပေးသွားပါရခင်ဗျာအာနောက်ထပ်ကျွန်တော်နဲ့ပတ်သက်ပြီးတော့သိချင်တဲ့မေခွန်းတွေကျွန်တော်ဖြေစီချင်တဲ့မေခွန်းတွေရှင်လဲဒီဗီဒီယိုလေးအောက်မှာ comment လာမှန်ပြီးတော့မေးမြန်းလို့ရပါတယ်ခင်ဗျာကျွန်တော် Mercury Entertainment နဲ့အတူထပ်ပြီးတော့အဖြေလေးတွေထပ်ဖြေပေးဖို့အစီအစဉ်လဲရှိတာမို့လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးနောက်ထပ်တက်လာမယ့်ဗီဒီယိုလေးကိုလည်းစောင့်မျှော်ပေးပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ